်ဖြစ်ရှင်ဒီကပဲတောကဖြစ်နေတဲ့ပုဂ္ဂိုလ်တရားမှာကိုလုတ်ခဲ့တဲ့တောင်ဝတရားခြေခဲ့တယ်ဆိုတာနဲ့ပဲဖြစ်ရှင်နေတယ်ပေါ့ပါနဲ့ဥပမာတူတော့ဆိုရင်စိတ်ညစ်လို့အရက်တောက်တယ်စိတ်ညစ်တာနဲ့အရက်တောက်ပြီးတော့ဖြစ်ရှင်နေဆိုတာမျိုးနဲ့သွားတူနေရသော်ဘုရားကအဲ့ဒီဖြစ်ရှင်ဒီမျိုးကိုရှန္နနာကိုပြောတာမဟုတ်ဘူး ဆယာနာနာတောကဖြစ်နေတာခြေနှက်ဆရာကောင်းတဲ့အချက်တွေထုတ်ဖော်ပြီးတော့တောကကိုခြေနှက်ဆရာနဲ့ဖြေတာလောကလူတွေကတော့တောကကိုနာချီးခြင်းနဲ့ဖြေကြတယ်လွမ်းနာကိုနာချီးတာနဲ့ဖြေတယ်ဆိုပြီးတော့လုံးလိရှိကြတယ်အဲ့ဒါကအမုန်းပွားအောင်လုပ်ပြီးတော့မိဖို့ကြိုးစားတာတကယ်ဒုက္ခမြာမေတ္တာဖြစ်နေတဲ့အရာကိုတကယ်မေတ္တာအစစ်ကို ပြစ်ပြစ်ခါကအမုန်းတရားနဲ့မိဖို့စ조사ခြင်းဟာအရက်တော့ပြီးဖြည့်ရှင်းတာနဲ့သွားတူနေမကောင်းတဲ့ဘက်ကဖြည့်ရှင်းတဲ့သဘောမျိုးဖြစ်တယ်အေးရသော်ဘုရားကရှင်အနန္ဒာကိုမိတ်ကြတာနှစ်ပေါင်းများစွာ25နှစ်တာမြတ်ငါရဲ့တောင်းဝန်ဝတရားတွေကိုခြေပြွန်စွာမေတ္တာကာယကံမေတ္တာဝစီကံမေတ္တာမနောကံနဲ့ပြည့်စုံလွတ်ကျွေးခဲ့တာပဲ ဆိုပြီးတော့ရှာနန္ဒာကိုအာပိစကားတစ်ခုပြောတယ်သူခုနကဝန်နေစကားဖြစ်နေတာငါကတောတပံမြတာဖြစ်သေးတယ်လှုပ်ရှားတယ်ရှည်နေသေးတယ်ငါအပေါ်မှာတနာဆောင်ရှောက်မဲ့ရသော်ဘုရားလည်းပြိဋိဗံစံတော်မူမဲ့ဆိုတော့ပို့ပြီးတော့ဝန်နေစိတ်တည်ဖြစ်လို့ရသော်ဘုရားကသူ့ကိုအာပိစကားမင်ကြတာကတော့ကတ္တပုံညောတိတွန်အာနန္ဒာ အနန္နာမင်းကုသိုလ်ကောင်းမှုတွေပြုလုပ်ပြီးသားပုဂ္ဂိုလ်ဖြစ်ပါပါရမီရှိပြီးသားပုဂ္ဂိုလ်ဖြစ်တယ်တဲ့ဆိုမင်းပါရမီရှိပြီးသားပါပဒါနမနုယုံစကပ္ပထလုတ်ကိုစူးစမ်းအထောက်လိုက်ပါခိတ်ပန်ဟောဟိတိအနာတော်မင်းမြန်မြန်ကြီးယဟန္တာဖြစ်သွားမှာပါလုပ်ငန်းကိစ္စတွေဓမ္မနဲ့ပတ်သက်ပြီးတော့ဈာန်ဆုံးထိရောက်မှသိကြပါတယ်လို့ မြတ်စွာဘုရားကအဲ့လိုအပိစကားဆေအနန္ဒာကိုနှစ်သိမ့်စကားမိန့်ကြားခဲ့တာဖြစ်တယ်ဟောအဲ့လိုနှစ်သိမ့်စကားဖြစ်ပြီးတော့ရဟန်းတော်တွေဘက်ကိုလှည့်ပြီးမြတ်စွာဘုရားကမိန့်ကြားတယ်လောကမှာဘုရားဆိုတဲ့ထူးခြားတဲ့ပုဂ္ဂိုလ်မြတ်တွေဟာအတိတ်တုန်းကလည်းပေါ်ခဲ့တယ်အနာဂတ်မှာလည်းပေါ်လေအောင်မယ်အခုပစ္စုပန်ငါဘုရားပေါ်ပေါက်တယ် အဲ့ဒီဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်တွေကိုပြုစုလုံကျွေးတဲ့နေရာမှာအနန္တလိုပုဂ္ဂိုလ်မျိုးဟာအတော်ဆုံးပဲဘယ်ဖျားဖြစ်ဖြစ်သူ့ရဲ့တော်တဲ့အလုံကျွေးမျိုးဆိုတာမရနိုင်ဘူးအနန္တလိုတော်တဲ့အလုံကျွေးမျိုးတွေသာဖြစ်တယ်လို့ရှာဏနာရဲ့ဂုံတင်ပြီးတော့ရှာဏနာရဲ့ဂုံကိုထုတ်ပေါ်ပြီးတော့ယဟန်နေကိုမိန်ကြားခဲ့တာဖြစ်တယ်အနန္တမထေရဟာ ်။သာဗျာသခင်ကိုရောမြတ်ကပန္တိတောအာနန္ဒောအာနန္ဒဟာအတိညာအလွန်ရှိတယ်။မေတာဝီထက်မြက်တဲ့အတိညာလေးရှိတယ်။အယံကာလောတထာဂတံတတနာပိတ်ခုနဲ့ယဟန်တော်တွေဟာဒီချိန်မြတ်စွာဘုရားကိုယဟန်တော်တွေတွေ့တဲ့အချိန်ဒီချိန်ကဗိက္ခုနီတွေတွေ့တဲ့အချိန်ဒီချိန်ကဥပဒကဥပတိကမတွေတွေ့တဲ့အချိန် ဒီချိန်ကတိုင်းပြည်အုပ်ချုပ်တဲ့မင်းဆိုးရာသာတွေတွေ့တဲ့အချိန်ဒီချိန်ကမင်းအမတ်ကြီးတွေတွေ့တဲ့အချိန်ဒီချိန်ကဘာသာကြားတွေမြတ်စွာဘုရားနဲ့တွေ့ရမယ်အချိန်ဆိုတာကိုသတ်မှတ်ပြီးတော့မြတ်စွာဘုရားကိုတွေ့ဆုံခွင့်ပေးခဲ့တာဒါသူ့ရဲ့အစီမံလေးကြီးပဲအားလုံးအဲ့ဒီလိုစီမံဆောင်ရွက်တဲ့နေရာမှာအထက်အငော့အမာရွယ်မရှိဘဲနဲ့တွေ့တဲ့တွေ့ထိုက်တဲ့ပုံကိုယ်တွေကိုမြတ်စွာဘုရားထံတွေ့ဆုံခွင့်ပေးပြီးတော့ ြောရမယ်ဆိုရင်တော့ဘုရားရဲ့ PSO ပေါ့နော်ဒါဆိုဘုရားရဲ့ PSO လောက်လာတဲ့နေရာမှာစေအနန္တလောက်အကင်းပါတဲ့ပုံကူမျိုးဟာမရှိဘုရားမန္တမြအကင်းပါသူမန္တမြရှင်အနန္တလို့အစဉ်တမ်းပဲဖြစ်တယ်လို့ဒီလိုမြတ်စွာဘုရားလည်းကိုရတော်မြတ်ကရှင်အနန္တရဲ့ဂုဏ်တွေကိုထုတ်ဖို့မေးချတော့ဘူးအနန္တမှာထူးခြားတဲ့အံ့ဩဖွယ်ကောင်းတဲ့ဂုဏ်ကြီးတွေ၄မျိုးရှိတယ်ဆိုပြီးတော့ ကြဝဠာမင်းနဲ့နှိုင်းရှင်ပြီးတော့မြတ်စွာဘုရားယဟန်နေကိုမင်းကြားတယ်လောကမှာအမြဲတမ်းထူးခြားတဲ့ idea ရဲ့မနလောကအေကရပီယံတို့မို့ universe ကင်းပေါ့ king of universe စကြဝဠာကြီးကိုအိုးဆိုးနိုင်တဲ့စကြဝဠာမှာတစ်ခုတည်းတဥ့ရင်ပေါ်တဲ့စကြဝဠာမင်းဆို အဲ့ဒီစကြဝဠာမင်းဆိုတာတိုင်းသူပြည်သားတွေအားလုံးကအလွန်ချစ်ခင်ကြစကြဝဠာမင်းနဲ့တွေ့လို့အားမရဘူးတွေ့လို့စကြဝဠာမင်းကဆုံးမဩဝါဒပြေးလို့ရှင်လဲနာလို့အားမရခင်စကြဝဠာမင်းကရှင်းနာလိုက်တာတာဖြစ်တယ်ပေါ့လူတွေကတော့အားမရကြဘူးတွေ့ဆုံမှုလည်းအားမရဘူးစကားနားထောင်မှုလည်းအားမရကြဘူးတဲ့စကြဝဠာမင်းကြီးကိုလာရောက်တွေ့ဆုံကြတဲ့ပြည်သက်တရား ခတ္တရာဆိုတဲ့မင်းဆိုးရာစာတွေရှိတယ်ပြမနာလို့ဆိုတဲ့အကြံပေးအရာရှိတယ်ပညာတတ်ပရောဟိတ်တွေဒီပုဂ္ဂိုလ်တွေရှိတယ်ကဟပတိလို့ဆိုတဲ့တိုင်းသူပြားတွေရှိတယ်သမဏလို့ဆိုတဲ့ဘာသာရေးသမားတွေရှိတယ်အဲဒီလိုခတ္တရာပြမနာကဟပတိသမဏလို့ခေါ်တဲ့ဒီပရိသတ်၄မျိုးဟာစัจ चे ဝရိမင်းကြီးကိုလာရောက်ပြီးတော့တွေးဆွေးရတဲ့အခါမှာစိတ်ထဲမှာအာမေ ဒီဘယ်တော့မှစကြဝဠာမင်းကြီးနဲ့တွေ့ဆုံလို့အားရသွားတယ်လို့မရှိဘူးဘယ်တော့မှအားရတယ်မရှိဘူးတွေ့ချင်းနေကြတော့မယ်စကြဝဠာမင်းကြီးပြောတဲ့စကားကိုနားထောင်လို့ဘယ်တော့မှအားမရဘူးနားထောင်နေချင်းကြတော့မယ်ရှိတယ်အဲအဲ့ဒါလို့ပဲတဲ့အနန္ဒာမှာထူးခြားတဲ့အံ့ဩဖွယ်ကောင်းတဲ့ချက်တွေရှိရှာအနန္ဒာဟာမြတ်စွာဘုရားအနိကနေလို့ဒီ ရသော်ဘုရားရဲ့အကျိုးစီးပွားကိုဆောင်ရွက်တဲ့အခါမှာဘုရားကိုကာကွယ်ဆောင်ရှောက်သည့်အတွက်ကြောင့်ဘေးကလာရောက်ကြတဲ့ပရိသတ်တွေကအရှင်အနန္ဒာကိုမုန်းတယ်လို့ဆိုတာမရှိဘူး။မုန်းနေမှုဆိုတာမရှိဘူး။တချို့ကြတော့လူကြီးနာနေတဲ့သူကအမုန်းခံရတယ်လေ။လူကြီးကိုမတွေ့ရဘူးဆိုပြီးတော့အပြစ်ပြောဆိုတဲ့အခါမျိုးဘေးနာကလူတွေဟာအမုန်းခံတာရှင်အနန္ဒာမထေရမြတ်ကြတော့အဲ့လိုမဟုတ်ဘူး။ ရသော်ဘုရားကိုလာရောက်ဖူးမြော်တဲ့ပရိသတ်တွေကအလုံးချိန်နှက်ကြဆရာနာနာကိုတွေ့ရရရင်လည်းတွေ့လို့အာမရကြဘူးတွေ့ဆုံလို့ချိန်နှက်အားရသွားတယ်လို့မရှိဘူးဆရာနာနာကစကားပြောတာကိုလည်းနားထောင်လို့အားရတယ်လို့မရှိဘူးတဲ့ဘေခုပရိသတ်ဘေခုနီပရိသတ်ဥပဒကဥပတိကာမလို့ဆိုတဲ့ဒီပရိသတ်၄ပါးဟာဆရာနာနာပေါ်မှာအလုံးဟာချိန်နှက်နေကြတယ်လို့ ပြစ်ဆုံးလို့အာမရဘူးစကားပြောလို့စကားနားထောင်လို့အာမရဘူးဆိုတဲ့ဆန္ဒနာမထေမြတ်ရဲ့ဒီနှစ်သက်မြတ်လို့ဝယ်ကောင်းတဲ့အရေးချင်းတွေရသော်ပြတဲ့ခင်ကိုလိုမြတ်ကထုတ်ဖို့ပြောကြတာဖြစ်တယ်ပေါ့အဲ့ဒီလိုထုတ်ဖို့ပြောကြလိုက်တော့ဆန္ဒနာမထေမြတ်သူ့ရဲ့တောကတွေဟာအတန်ငယ်ရော့ကြပြီးတော့ပေါ့ တန်ငယ်ရောကြသွားတဲ့အခါသူဘာလျှောက်တုံးဆိုအရှင်မြားတဲ့ဒီကုတိနာယုကုတိနာရဆိုတဲ့မြို့လေးဟာမြို့ငယ်ကလေးဖြစ်သူစိတ်ထဲမှာအာမလို့အာမရဖြစ်ဒီလိုသိငယ်တဲ့မြို့ကလေးသိငယ်တဲ့မြို့ကလေးမှာပြိနိဗ္ဗာန်မဆံပါနဲ့အကူလောက်တဲ့တရားဓမ္မတွေမရှိဘူးအခုလို့ သေးငယ်တဲ့မြို့သေးသေးလေးမှာရသော်ဗျာပြိဋိဘမဆန်းကျင်ပါနဲ့တခြားမြို့ကြီးတွေရှိတယ်ဆိုပါစို့ဒါစကြိုဆိုတာရှိတယ်စံပါဆိုတဲ့မြို့ကြီးရှိတယ်အင်္ဂါတိုင်းကစံပါမြို့ဆိုတာအလွန်စီကားတယ်မကရာတိုင်းကဒါစကြိုမြို့ဆိုတာလည်းအလွန်စီကားတယ်ကောသလတိုင်းကတာဝတိမြို့ဆိုတာလည်းအလွန်စီကားတယ် တာကေတမြို့ဆိုတာလေဝိတာခါတို့နေတဲ့မြို့ကိုအလွန်စီကားကောတမီဆိုတဲ့ဥတေနမင်းတို့နေထိုင်တဲ့ကောတမီပြည်ကြီးကလည်းအလွန်စီကားတယ်ဗာရဏတိဆိုတဲ့မြို့ကြီးကလည်းအလွန်စီကားအဲ့ဒီမြို့တွေမှာပြိနိဗ္ဗာန်ဆံမယ်ဆိုရင်အဲ့ဒီမြို့တွေမှာမြတ်စွာဘုရားကိုချီးညိုတဲ့တခါရင်းနေတရှိဥစ္စာတတ်နိုင်တဲ့ပုဂ္ဂိုလ်ကြီး အစွမ်းအစရှိတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိလို့အဲ့ဒီနေရာမှာပြိနိဗ္ဗာန်သမာလို့ဆိုမြတ်စွာဘုရားကအာနန္ဒာအဲ့ဒါလို့မပြောနဲ့ဒီကုတိနာရပြေဟာကနေ့ခင်မှာမြို့ငယ်ကလေးရှိတော်လဲပဲငါဒီကိုလာရောက်တာအကြောင်းရှိတယ်အတိတ်သမိုင်းကြောင်းတစ်ခုကိုမြတ်စွာဘုရားပြန်ပြီးတော့ဟောပြဒီကုတိနာရဆိုတဲ့ဒီမြို့ငယ်လေးဟာ တချိန်တုန်းကဘုရားလောင်းဘုရားနဲ့ဆက်ဆက်ပြီးတော့ကြီးမားစီကားလာတဲ့မြို့ပြကြီးတစ်ခုဖြစ်ခဲ့အဲ့ဒီမြို့ပြကြီးကကုသဝတီလို့ခေါ်အဲ့ဒီကုသဝတီမြို့ပြကြီးကိုဗဟုပြုပြီးတော့မဟာတုထသနာဆိုတဲ့စัจจပရိမင်းကြီးဘုရားအလောင်းတော်ဘုရားတုန်းကဖြစ်ခဲ့တယ်အဲ့ဒီဖြစ်ခဲ့တုန်းကနေထိုင်ခဲ့တဲ့အတိတ်စကြောင်းတွေကိုအများသဘောပေါက်လောက်ဤထီအောင်ကုသနာရရဲ့ သမိုင်းဟောင်းကိုမြတ်စွာဘုရားပြန်လေထုတ်ပေါ်ပြီးတော့မဟာသုဒ္ဓသနတုတ်တံကိုဟောခဲ့တာဖြစ်တယ်ဟောအဲ့ဒီတုတ်တံဟောဖို့အတွက်ကုသနာရမျိုးကိုလည်းမြတ်စွာဘုရားကိုယ်တိုင်ရွေးချယ်ခဲ့တာဖြစ်တယ်ဟောဒါကအကြောင်းတစ်ခုမြတ်စွာဘုရားရွေးချယ်ခဲ့တဲ့နေရာမှာအကြောင်း၃မျိုးရှိတယ်အခုလိုမဟာသုဒ္ဓသနစကြဝဠာမင်းကြီးအကြောင်းကိုထုတ်ပေါ်ပြီးတော့ကုသနာရရဲ့အတိတ်သမိုင်းကိုပြန်ပြောင်းပြီးတော့ပြောပြနေတာကတစ်ခု ဤကုသိနာရမှာရောက်ရှိနေတဲ့သုဗ္ဗတပြပိုက်ကြီးကိုတရားဟောဖို့ဆိုတဲ့ရည်ရချက်ကတခုဤကုသိနာရပြီမှာဆိုလို့ရှင်ဒေါနဆိုတဲ့ဆရာပုံနာကြီးလည်းရှိသည့်အတွက်ကြောင့်ဓာတ်တော်ဝေတဲ့အခါမှာနောက်ဆုံးဓာတ်တော်လူပွဲကြီးနဲ့စစ်ပွဲကြီးဖြစ်သွားနိုင်တယ်ဒေါနဆိုတဲ့ဆရာပုံနာကြီးကဒီနေရာမှာသူကဖြန့်ပြေးပြီးတော့ ခလပြေတော်မင်းနေတဲ့ခြေအေးတော်အောင်စစ်ပြေငင်းရေးကိုလှုပ်ဆောင်နိုင်တဲ့စွန့်ရင်တတ္တိရှိတဲ့ပုံနာကြီးရှိတာကိုလည်းရသော်ဘုရားသခင်ကိုတော်ပြကအကြောင်းတစ်ခုဖြစ်ထဲ့သွင်းစဉ်းစားပြီးဒီနေရာကိုရွေးချယ်တာဖြစ်တယ်။အဲဒီလိုရွေးချယ်တော်မူတဲ့အတိုင်းရသော်ဘုရားသခင်ကိုတော်မြကြွတင်ပြင်ဆင်မှုတွေအလုံးပြုပြီးတော့ကုသနာရမြို့မှာကြွရောက်ပြီးတော့တရဝရရဲ့အကျိုးရှိရာရှိကြောင်းလောကသားတွေရဲ့အကျိုးရှိရာရှိကြောင်း ီမံဆောင်ရွက်တော်မူတာဖြစ်တယ်။ဒါကြောင့်မို့မြတ်ဗုဒ္ဓရဲ့လောကသားတွေအတွက်ကျူပန်အထုံးမှုဟာအာလုံးသောပုဂ္ဂိုလ်တွေသိနိုင်တဲ့အတိုင်းတားတဲ့ပို့ပြီးတော့ချီးမားကျေပြန်လာပါလေ။ဒါကြောင့်မြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့လောကသားတွေအတွက်ကျူပန်အထုံးမှုဟာအလောင်းတော်ဘွားကနေစပြီးတော့ဘုရားဖြစ်သည့်အထိဘုရားဖြစ်တဲ့အခါပြည့်ပြည့်စုံသောအကျိုးစီးပွားတွေကိုချစ်ထွန်းစေအလောင်းတော်ဘွားကချစ်ထွန်းစေတယ်ဆိုတာ နတ်ပြည်နတ်ချမ်းသာပြမပြည်ပြမချမ်းသာလောက်ပဲပေးစွမ်းနိုင်တယ်။ဖရာဖြစ်ပြီဆိုတဲ့အခါမှာနိဗ္ဗာန်ချမ်းသာထိအောင်ပို့ဆောင်ပေးနိုင်တဲ့အဆုံးအမလမ်းစဉ်များကိုချမှတ်နိုင်တာဖြစ်လို့ဖရာဖြစ်မှသာလေလောကသားတွေရဲ့အကျိုးစီးပွားကိုအမြင့်ဆုံးအဆင့်ထိအောင်ဆောင်ရွက်နိုင်တာဖြစ်တယ်။အာလုံးတရားချစ်ခင်သူတော်စင်ပရိသတ်ပေါင်းတို့လောကသားတို့အတွက်မြတ်ဗုဒ္ဓရဲ့ချိုးပန်းချက်ကိုမှတ်သားနိုင်ယူချပြီး မြတ်ဗုဒ္ဓရဲ့ခုံတော်တွေကိုရှင်ကြည်အားထားပြီးမြတ်ဗုဒ္ဓရဲ့ဆုံးမတိုင်းတို့တဲ့တွေကလိုက်နာကျင့်သုံးကြရမှာဖြစ်တယ်လို့ကိုစီကိုစီအတိတရားရပြီးတော့မြတ်ဗုဒ္ဓရဲ့ဆုံးမတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း